အားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီး channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဆီယမခင်မျိုးချေရေးသားတဲ့12လရာသီပန်းများနဲ့ပွဲတော်များစာအုပ်ထဲကကဆုံလာရဲ့အကြောင်းကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ မြမနှစ်တေကိုမိတ်ဆွေတငယ်ချင်းအချင်းချင်းမေတ္တာစေတနာရေးစင်များပပြန်းကစတင်လိုက်ပြီးနောက်ကဆုံလာတို့ရောက်လေပြီမြမနှစ်ဤဒုတိယလဖြစ်သော ထိုကဆုံလာတွင်ရေအေးရေစင်တို့ဖြင့်ဒုတိယအကျင်းသုံးလောင်းပြန်သည် သုံးလောင်းခံရသော အရာကဗုဒ္ဓမြတ်စွာဘုရားအဖြစ်သို့ရောက်ရှိခဲ့လေသောမြင့်မြတ်လာသည့်မဟာဘောဓိညောင်ပင်ဖြစ်ပေသည်ကဆုံလာပြည့်နေ့က မှတ်103ခုတို့ဖြင့်တည်ရှိနေလေသည် ကဆုံလာပြေတောက်ကြနေဝဲဖျားလောင်းတော်တိတ်ထတာမင်းသားဖွားတော်မူသည်ကဆုံလာပြေစင်မင်းနေဝဲမဟာဘောဓိညောင်ပင်ရင်၌နိဗ္ဗာန်တရားတော်အလင်းပေါက်ခါထွန်းတောက်ဖုံးတော်တောင်းလုံးကြော်လေသည်ထိုမှတပံကဆုံလာပြေအင်္ကာနေဝဲချမ်းပြေနိဗ္ဗာန်သို့ဆံတော်မူလေသည် ဗုဒ္ဓမြတ်စွာဘုရားကလေးကထိုးထိုးသောအရေးပါလာသည့်အကြောင်းချင်းရာတို့သည်လွန်ခဲ့သောနှစ်ပေါင်း2500ကျော်ကဖြစ်ဖြတ်ခဲ့ညာတော်လဲယနေ့တိုင်းရှင်သန်နေစေဖြစ်၏။ကဗျာများတေးသချင်းများပြဇံများပကြီကားများရုတ်တုများအဖြစ်နှင့်တတ်ဝင်နေစေဖြစ်ပေသည်။ထိုထက်မကဗုဒ္ဓဘာသာဝင်တို့၏အသေးနှလုံးတွေထဲမှာစိတ်ဝင်နေကြလေသည် ဗုဒ္ဓမြတ်စွာနိဗ္ဗာန်တရားတော်အလင်းပေါရာအမတ်တရားနေရအဖြစ်မြင့်မြတ်သောဤဘောဓိညောင်ပင်ကိုရိုသေလေးစားမှုပြု၍အလေးအနက်ထားခဲ့ကြလေသည် ထိုနေသူနိမြတ်ကရှိရှိသမျှသောလူတရဝါတို့အားဒုက္ခဆင်းရဲမှကင်းဖို့ရသည်ဟူသောမျှော်လင့်ချက်ကိုပေးလေသည်ထိုနေ့နက်နက်တွင်ငြိမ်းချမ်းမှုနှင့်စက်တည်းရှိသောပန်းတို့သည် ပွင့်ဖက်များကိုပွင့်ဖူးစေ၍လှပချိုမြင့်သောယတနာကဲ့သို့ဖိုးတန်လာသောပန်းစီပန်းနှစ်တို့ကိုပေးလေသည်လေလီလေးညင်းတို့သည်တိတ်ငတ်တေးတန်တို့ဖြစ်သားညံကုန်လေသည်အဝေးအနီးရှိရှိသမျှသောသူတို့၏နှလုံးအိမ်တို့သည်ငြိမ့်အိမ်မှုကိုသာလွှမ်းခြုံကြကုန်လေသည် ထိုနေသူနေမြန်၌ဗုဒ္ဓမြတ်စွာ နိဗ္ဗာန်တရားတော်အလင်းပောက်၍ယံသူခပင်အမိုက်တင်းကိုရှင်းပြောင်း၍အလင်းရောက်တကယ်သူစိုးသွင်းမိုင်မဲသူတို့ဤနှလုံးသားတို့သည်လည်းရှင်ကျေးတိမ်မွေကုန်လေပြီ ဖျားလောင်းတော်တေတရာမင်းသားသည် သူ့အိုသူနာသူသည်ယဟန်ဒီဟူသော နမိတ်ကြီးလေးပါကိုမြင်တော်မူပြီးနောက်ယဟန်ပြုရန်အလုံးကတောချတ်တော်မူလေသည်ထို့နောက်ဥရုဝေဒာတော်အုပ်သို့ကြွ၍ဘောဒီညောင်ပင်အောက်တွင်ဒုက္ခဒစရိယာကျင့်တော်မူလေသည် တနေသောအခါဝင် အလောင်းတော်မြတ်သည်တောက်ပရှုံးလေသောအင်အားရှိသောအတန်ဖြင့်ယခုကဲ့သို့နှုတ်မှယဉ်ကျူးတော်မူလေသည် အနေကစားတိတန်တရံ ဤအတန်ကအောင်မြင်မှုဤတေးတန်ဖြစ်လေသည် ဤအချိန်အခိုင်လေးတွင်ဂုံချက်တရေတို့နှင့်ပြည့်စုံသွားလေပြီဖျားလောင်းတော်သည် လေးတင်ကြီးနှင့်ကဘာတသိန်းတိုင်းတိုင်းဘဝတန်တရားအဖန်ဖန်လျင် ခန္ဓာဝတ်ဆံအမြင့်မပြတ်နိုင်ပဲခန္ဓာရှိလျင် ပြာတိဇရာမရဏတို့မကွာနှိမ့်ဆက်သဖြင့်ဒုက္ခရှက်လင်ခန္ဓာအိမ်တိဆောက်လို့သည်တရက်ခံကိုလက်တယ်ဆင်စစ်ဘသူဖြစ်ဟုစီစစ်ထောက်လန်းစူးစမ်းရှာဖွေလျက်ရှိရမှာယနေ့နနက်တွင်ငါဖျားဤစိတ်အစဉ်သည်သင်္ခါရစက်ကွင်းဒုက္ခခပင်းမှလုကင်းရအမှန်နန်းနိဗ္ဗာန်သို့အာယုံမျက်မှောက်တန်တိတ်တဲ့တိတ်တီပေါက်သည်ဖြင့်ဆိုင်ရောက်တတ်ဝင်မိလေပြီး ဒုက္ခရှင်လင်ခန္ဓာကိုယ်စောက်တည်ထားသည်ရှိသောအိမ်ကိုမှုံမှုံကြေးမွားငါဖြတ်ချခဲ့လေပြီကျွေးကြော်ရင်ပိဋိအဟုန်ဖြင့်တပင်းညူရွှေညံတို့ကိုရတော်မူပြီးနောက်ဖျားဖြစ်တော်မူလေသည် ထို့နောက်ဖျားဖြစ်သည့်ကဆုံလာပြီဗုဒ္ဓဟူးနေ့မှလွန်မြောက်၍နောက်45နှစ်တိုင်းတရားဒေသနာတော်မြတ်တို့ကို ဟောကြားတော်မူခဲ့လေသည်ဝါ45ဝါး တတ်တော်က80ကဆုံလားပြေအင်္ကာနေဝဲပြိဋိဗ္ဗံစံတော်မမူခင်တွင် သူဤတပီများအားနောက်ဆုံးအနေနှင့်ယခုလိုတတိပေးစကားမိန်ကြားသွားခဲ့သည်ချစ်သားတို့တတိအမြဲရှိလော့ဘဲသောအခါမှာတတိမေ့လျော်ခြင်းမဖြစ်ပါစေနှင့်ဘုရားဘာသာဝင်တို့သည်ဗုဒ္ဓမြတ်စွာဘုရား၏တရားတော်မြတ်တို့ကိုနှလုံးသွင်းကဗုဒ္ဓ၏အမတ်တရားများကိုကျင့်ပါခဲ့လေသည် လူပဲပစ္စည်းများကိုဆက်လက်လှူဒန်းခြင်းဥပုပ်တည်င်းသီလစောင့်တည်ခြင်းနှင့်တရားအားထုတ်ခြင်းများကိုပြုလုပ်ကြလေသည်ဤကဲ့သို့သော အဖိုးထိုက်တန်လာသည့်လုပ်ရမများဖြင့်ဗုဒ္ဓ၏သင်ကြားမှုများကိုအစင်သာဝရအမတ်ရနေပါတော့သည် ထိုကောင်းမှုကုသိုလ်များကို စုပေါင်းလုပ်ကြရာတွင်ဖျားပရဝန်တို့အဖွဲအုပ်စုများဖြစ်သွား၍ကောင်းမှုပြုသောအလေးအထသည်မျိုးရိုးစင်စက်တည်တံ့နေပါတော့သည် မိမိတို့နေရာဒေသဆိုင်ရာတွင် တရှိသောဖျားများသို့ကြီးငယ်မရွေးသွားရောက်ကြကမြင့်မြတ်သောဘောဓိညောင်ပင်ကို ရေများသုံးလောင်းတော်အမှုကို ပြုကြလေသည်အမျိုးသမီးငယ်များကဥကောက်ပေါ်တွင် သူတို့တနိုင်ရွက်နိုင်သောရေအိုးရေအေးစင်များကိုရက်၍ဘောဓိညောင်ပင်ခြေရင်းသို့ရေသွန်းလောင်းရန်လျှောက်လာကြလေသည် သူတို့ရဲ့ဟန်ပန်အမှုအရာကနာမည်ကြီးမိမလာကျုံဟုတင်စားခေါ်ဝေါ်ကြသောပါလီကျုံသူများလမ်းလျှောက်ဟန်လီလာဟုတင်စားလိုက်ချင်ပါတော့သည်ထို့ပြင်ရွက်ထားသောမြေနီအိုးပေါ်ကအုပ်ထားသောအစိမ်းရောင်ငပြောရွက်ကလည်းအမှုပညာဆန်ယုံသားမက လုံမပြိုတော့ဤဂုတ်ပိုးတွင် သူတို့ပန်ဆင်ထားသောပန်းရွယ်ပန်းခတ်တို့ကနှဲ့ကလျာကြနေဟန်ကလည်းအယောင်ရောရှက်မှုဤလှပဆူပြေးမှုပင်ဖြစ်လေသည် ထို့ကဲ့သို့လမ်းလျှောက်လာကြရာ၌လည်းတေးသချင်းများဖြင့်မြိုင်မြိုင်ဆိုင်ဆိုင်ရှိလာသည်မြမရိုးရာတေးသချင်းများကိုမြမရိုးရာယိုစင်လာသည်တူရိယာများဖြစ်သောအိုးစီများဝါလက်ခုံများပလွေများဖြင့်တိမှုတ်ကြလေသည်တယောက်ယောက်ကတူမဟုတ်အဖွဲတဖွဲကတပ်ဝင်လှူရှားနေသောတီးသောအလိုက်ကနေရာကျန်သူများမှာအပြောများကူးဆက်ကြကုန်သည် အစိုးအကအတီတို့၌အထုံပါဒမီမပါသူဝင်ဖြစ်လင်ကစားကဘုံကဟန်တို့ကိုလိုက်၍တူပါကပျော်ရွှင်မှုထဲ၌ပါဝင်နိုင်ကြသည်သူတို့စိုးတီးကြသောတည်သခြင်းများမှာအများအားဖြင့်ပျော်ရွှင်ပွဲ စားနောက်ပွဲများဖြစ်သည် တချို့သောအသိပယ်များကဤသို့ဆောင်လေသည်သွားကြမယ်တူပြောပြောမောင်ကြီးနှင့်အတူသွားစုံသောကုသူပြုမယ်ချစ်ဖို့နိဗ္ဗာန်ပို့မယ်လမ်းကို အတူသွားစုံသော တော်ဝင်ပန်းထိုက်တဲ့ငွေစင်ရန်နန်းပြတကမိုးနဲ့မဲကုတူရေးလှုပ်ဖို့ရာအစင်စိတ်နှလုံးကြည်လာသူရဲ့ဟောကြည့်ပါအောင်ချွေးဆူနေတဲ့ခင်မြနာချွေးစိတ်တော်မညှိုးလိုက်ပါနဲ့ခင်ရွက်တဲ့ရေအိုးစင်မောင်ကူလို့ထမ်းမယ်တဲ့လေမောင်ကြီးကသူ့ချစ်သူကိုနှိပ်ပန်ပုံးမဲ့လမ်းသို့အတူတကွသွားရအောင် ခေါ်နေခြင်းဖြစ်သည် နိဗ္ဗာန်ဒီကအာယုံ၅ပါးကာမတရားတို့၏လူကင်းရာဖြစ်သည်ဗုဒ္ဓမြတ်စွာက လူတို့ဆန္ဒများကိုပြစ်ပြယ်ကြရန်လမ်းညွန်ပေးခဲ့လေသည်ခြင်းသည်မြမရိုးရာကျင့်စဉ်များအရာလက်ခံထားသော အချက်တစ်ခုဖြစ်ကောင်းဖြစ်နေပေသည် ထို့ကြောင့်တစ်ဖက်ကလည်းဗုဒ္ဓဘာသာယုံကြည်မှုတစ်ခုအဖြစ်လက်ခံထားပြီး အခြားတစ်ဖက်ကလည်းလူတဘာဝအရာလူလုံအင်များကိုမစွန်ပယ်နိုင်ကြပေ။မောင်ကြီးကချစ်သူကိုတန်တရာသည်ဟူသောစကားသုံးနှုန်းကိုဆိုလေသည်။တန်တရာဟူသည် မွေဖွားခြင်း၊တေဆုံးခြင်း၊ရှားသည့်ဆက်ကွင်းဖြစ်သည်။အထိတ်ဘဲကဒီဘဝတစ်ခုတည်းနမကဘဝစတိုင်းချစ်ပါဟူသောဂတိပင်ဖြစ်လေသည်။ဖြစ်လျာဘဝဘဝမဲပေါင်းကြဖို့ရွယ်ဖြစ်တောင်းတကိုင်းလေးကိုမဆိုင်မဲနာပါမယ်။ဤက ချစ်သချင်းတွေထဲမှာစည်းဝေနေသောသာသားများပင်ဖြစ်လေသည်နိဗ္ဗာန်သည်ဗုဒ္ဓဘာသာဝင်တို့အတွက်ရအောင်ကြိုးစားရမည်ပန်းတိုင်းဖြစ်ပေသည်ရောက်ဖို့ရန်ကဝေးကွာလာပေသည်ကဘာပေါ်မှာစံစားစရာတွေကလည်းအပြည့်ဒုက္ခဆင်းရဲကလည်းမလွဲမရှောင်သာဖြစ်နေပေသည် သို့သောကိစ္စမရှိပါဒီပန်းနိုင်ကိုရောက်ဖို့ကြိုးပမ်းရာဝဲလှုပ်ရှားတွေကလည်းရှိနေပေသည် ထုံရှည်လျားလာသည့်ခရီးလမ်းကို အတူတကွရှောက်လန်းဖို့ရန်အတွက်ကုညီပေါ်လက်တွဲပေါ်ရှိဖို့လိုအပ်လာပေသည် ကိုကိုယ်ကိုတည်ပင်းရန်နှစ်သိမ့်ရန်အကြံပေးရန်ဖြစ်လေသည် ထို့အမြဲတမ်းတည်ရှိနေသောဗုဒ္ဓဘာသာဝင်တို့၏အကြွေအခေါ်များသည်ဘဝတက်တန်းတလျှောက်စိတ်စည်းစိတ်ဝင်နေပါသည် လူငယ်လူရယ်များမဟာဗောဓိညောင်ပင်ပေါ်ရေများသုံးလောင်းသောအခါထိုသူတို့၏စိတ်အစဉ်သည်ကဆုံလာပြေနေ၌ဝိညာဉ်များအဖြစ်အမှတ်တရသုံးခုကိုတတိယနေပေကြသည် ကဆုံလာပြေတောက်ကြနေဝဲဖျားအလောင်းတော်တိတ်ထတာမင်းသားဖွာတော်မူသည် ကဆုံလာပြည့်စင်မင်းလေးဝဲမဟာဘောဓိညောင်ပင်ချည်ရင်၌နိဗ္ဗာန်တရားတော်ရတော်မူသည်ကဆုံလာပြည့်အင်္ဃာနေဝဲချမ်းမြေနိဗ္ဗာန်သို့စံတော်မူလေသည်တဲ့ထိုအဖြစ်ပြက်တို့သည်ကရိုးရာတေးသချင်းများကြေးလက်တီလုံးများမှသာမကခစ်ပေါ်တေးသချင်းတို့မှာပင်ဖော်ပြူးခုံပြူးလျက်ရှိနေကြပါတော့သည် ဒီကနေ့တော့ကတော့ဒီလောက်ပါပဲရှင်။နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖို့ရကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ကျမတို့ရဲ့တင်ကတုသမီး channel လေးကနေပရိသတ်များအတွက်သုတရတ္တရဘွဲရစာအုပ်စာပေတွေကို နေ့စဉ်ဖတ်ရှုပေးနေတာမို့လို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါရစေရှင်။နားဆင်ပေးကြတဲ့အတွက် ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။